င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်စစ်သား80ဝန်းကျင်တင်ဆောင်ခဲ့ခင်ဦးတိုက်ပွဲမှာတင်းစီရရှိခဲ့တဲ့လက်နက်ကန်တွေကိုတော်လင်းရောပေါ်ရေတံခိုးကုန်ပြခြင်းဖြင့်ဂျမ်ဖက်စစ်တပ်ကနေစစ်သား80ဝန်းကျင်တင်ဆောင်ခဲ့တဲ့ခင်ဦးတိုက်ပွဲကတင်းစီရရှိရဲ့လက်နက်ကန်တွေကိုတော်လင်းရောပေါ်ရေတံခိုးကုန်ပြခြင်းမြင်လိုက်ကြခင်ဦးမြွနဲ့ပြည်သူ့ကာကွယ်ရေးဘက်မှတော်လင်းသတင်းမြစ်ကပြောတဲ့ဒီဇင်ဘာ2ရက်နေ့ခင်ဦးမြွနဲ့မြွနဲ့ပါကပါကတိုက်ပွဲအတွင်းတင်းစီရမိရဲ့စစ်လက်နက်တွေနဲ့ MA1 တပ်နဲ့ ဇယ်လန်နဲ့ဂျီ3တနက်လေးလက်အပောင်းစုစုပေါင်းတနက်14လက်ကိုတိုက်နေပါကောက်ဖားတွေနဲ့ UG ပါကောက်ဖားတွေကိုအတိမတ်ပြုကုန်ပြည့်ချိမြပြရခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ23ရက်နေ့မော်လဲ7နာရီခန့်မှာခင်ဦးမြို့နယ်မုံလာကျေးရွာတွင်၄ရက်ကြာရာယီတိုင်ချတက်ဆွဲထားတဲ့ဂျက်ဖက်စစ်တပ်ကပြင်အောင်ပြူစောတရားကိုအင်အား180ခန့်နဲ့ဒေါ်လာစင်ဒေါ်လာင်းတစ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးရင်းတိုက်ပွဲမှာစစ်တပ်စစ်ကြောတစ်ခုလုံးပြတ်သွားခဲ့ပါတယ်။ ရင်းနိုင်ဘွယ်တွင်စစ်သား80ဝန်းကျင်တင်ဆောင်ကလက်နက်29လက်နဲ့ခဲနေတိုင်းစီရရှိခဲ့တဲ့တော်လိုင်းရဲဘော်တွေထံကိုစစ်လက်နက်ပစ္စည်းပြည့်ရဘွယ်ကိုမြို့နယ်ဘကဖတာဝန်ခံဘကဖဒုတာဝန်ခံအင်အားစုဖွဲ့လေးချင်းတာဝန်ခံစစ်လက်နက်တာဝန်ခံကုကဲတာဝန်ခံဆက်သွယ်ရေးတာဝန်ခံသတင်းတာဝန်ခံဘကဖဗန်နာရေးဘကဖရုံးဖွဲ့မှုနဲ့ဘကဖတဆိုင်မှုမှတည်တည်ကုန်ပြုချင်းမြေပေးပြီးတိုက်နယ်တင်းနှင်း3နှင်းကဘကဖကောင်ဆောင်တူကောင်ဆောင်နေတဲ့ဖွဲ့တွေ UG ဘကဖကောင်ဆောင်နေတဲ့ဖွဲ့တွေ ။သက်ဆိုင်ရာဘက်ကဖရဲဘော်တွေမှအတီးတီးလက်ခံရယူခဲ့ကြောင်းသိရပါတယ်။ခင်ဦးမြို့နယ်တွင်တော်လိုင်းတပ်တွေကတိုက်ခိုက်ချိန်မုံခဲ့တဲ့စစ်တပ်စစ်ကြောင်းမှကမ်ဘလူမြို့နယ်မှာနီးပြွာတော့အ30နှစ်ခါမှတစ်တုံးလုံးကမ်ဘလူဖြူစော့တင်နဲ့စုဖွဲ့ထားခြင်းဖြစ်ပြီးရင်းစစ်ကြောင်းကိုအမှတ်နှစ်ရွှေဖို့ခဲ့အမှတ်သုံးတိုင်ခင်ဦးမြို့နယ်ဘက်ကဖတိုင်းနဲ့တင်းနှစ်3 4ဘက်ကဖတွေခင်ဦးမြို့နယ်ပါလာဖပြည်သူ့ကာကွယ်ရေးဖွဲ့ခင်ဦးမြို့နယ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ဆလာဘီတယောက်တဲ့စစ်စင်ရေးတွေ ဖော်မယ်ရန်သူကိုညီညွတ်စွာတုတ်ပြန်မယ်လို့အညာမြတ်ပောင်စုကပြောပကောက်ကုခိုင်မှာအခြေဆိုင်ဖြစ်တဲ့အညာမြတ်ပောင်စုနေနဲ့စစ်ကောင်စီကိုစစ်ချိန်မြတိုက်ခိုက်မယ်လို့အသိပေးပြီးစစ်စင်ရေးနဲ့ပုံမှုထရောက်စွာအကောင့်ထဲဖော်မယ်လို့အဖွဲ့ပြန်ကြားရေးတာဝန်ခံကုဘဘူတန်စင်ကပြောတယ်။ 2024ဇွန်လ19ရက်နေ့ကပခုတ်ကူခိုင်ချိန်ဆိုင်တော်လင်းဖွင့်ငါဘွဲဖြစ်တဲ့ MUGTF ဇာမနီပြောက်ကြားတပ်ဖွဲ့ James Bond TSDGNF နဲ့တူညီနောက်ပြောက်ကြားတပ်ဖွဲ့ပူးပေါင်းထားတဲ့အညာမြေတပ်ပေါင်းစုမှ God of Night တပ်ဖွဲ့ EK Fighter တပ်ဖွဲ့တို့ကအခုဒီဇင်ဘာလဇမတ်ထက်မှပေါင်းစည်းလာခဲ့ပါတယ်။ဒီလိုအဖွဲ့နှစ်ဖွဲ့ထက်မှပေါင်းစည်းလာအဓိကအကြောင်းရင်းကပုံမထရတဲ့ mission တွေပုံဆောင်မှုရန်သူကိုညညွတ်စွာတုံ့ပြန်နိုင်ဖို့နဲ့တော်လိုင်းအဖွဲ့အချင်းချင်းကြားပို့ပြီးညညွတ်စွာဖို့သဘောထားကွဲလွဲမှုတွေပေါက်ပြောက်စေဖို့ဖြစ်ကြောင်းကိုပူပူတန်းစင်ကပြောပါတယ်။ အခုလိုပေါင်းစပ်ရတဲ့အဓိကအကြောင်းရင်းကတော့ပုံမထျောက်တဲ့မရှင်နဲ့ပေါ်ဆောင်မှုနဲ့ရန်သူကိုညီညွတ်စွာတုတ်ပြန်နိုင်မှုဖြစ်တယ်လို့အညာမြင့်တက်ပေါင်းစုပြန်ကြားတောင်းခံကိုကူဘိုတန့်စင်ကပြောတယ်။ညာမြင့်တက်ပေါင်းစုဒီဇင်ဘာနေ့နေ့ထုတ်ပြန်ချက်မှာလဲတော်လည်းအိမ်မှာကိုခွန်ကိုအားနဲ့အကောင်းဆုံးဖြစ်အောင်ပြုလုပ်နေပြီးဖက်ဒရယ်ရတဲ့အထိလည်းခိုင်ခိုင်မာမာတိုက်ပွဲဝင်နေကြအသိပေးထားပြီးအခုပေါင်းစည်းရေးကြညာချင်းကစားလို့စည်းရင်ထက်ပုံမြင့်တင်တယ်လို့ဖော်ပြတယ်။အခုကြညာချက်ရဲဘော်ရဲဘက်တပ်ဖွဲ့ဝင်တွေရဲ့စောင့်တိရတစ္ဆာဒိဋ္ဌန်တွေပေါင်းကြပေါင်းစည်းမှုကြညာချက်မှာဖော်ပြတယ်။ ဒါဟာမဟာမိတ်ချင်းချင်းကြစောင့်ကြည့်ရလိုက်နာရတဲ့မျှဝေရတဲ့ချစ်ချင်မှုတွေပောင်းရင်တို့တပ်ဖွဲ့ဝင်တွေအားလုံးဟာဖက်ဒရယ်အတွက်ဥလည်းမတုံတောင်းရင်ထွက်ရမယ်လို့ထုတ်ပြန်ခဲ့ပြီးဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေတဲ့မြေတီဖွဲ့စည်းနေမှုခိုင်မာတဲ့ဆက်ဆံရေးကိုတိစောက်ပြီးအာဏာရှင်အားတွန်းလှန်ကြမယ်လို့ဖော်ပြထားပါတယ်။ဇလပီး မြန်မာဘက်ကတိုက်ပွဲတွေကြောင့်ထိုင်းနယ်စပ်ကကျောင်းကိုပိတ်ထားရမြန်မာနယ်စပ်ကတိုက်ပွဲတွေကထိုင်းဘက်ကျောင်းကိုပါထိခိုက်တရားမှုတွေရှိလာတာကြောင့်နယ်စပ်ကကျောင်းနဲ့ကျောင်းပိတ်ခဲ့ရကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။ကင်းပြည်နယ်များတွင်မြို့နယ်တွေမှာအာဏာသိမ်းစစ်တပ်နဲ့ကင်းမျိုးသားလူမျိုးရေးတပ်တို့ကြောင့်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားရကနေထိုင်းပိုင်နယ်နယ်စပ်ဧရိယာနာမှာလက်နက်ကြီးကြီးလမ်းလွှဲပြီးကြာရောက်တာကြီးစံနေတိမှန်တာတွေရှိခဲ့တယ်။ ပြည်ခဲ့တဲ့တင်ပတ်ကုံကတက်ပြည်နယ်မဲဆောက်ခဲမှာလက်နက်ကြီးကြီးစံ၅ခုကြောက်ပေါက်ခွဲခဲ့ပြည်စင်ပြီးမှလုံချုံရစိတ်မချတဲ့အကြောင်းတစ်ကြောင်းကိုယာယီပိတ်ထားဖို့ညွှန်ကြားခဲ့ရကြောင်းထိုင်းရဲ့နေကြာဆောင်နာရုဆုံတပ်ဖွဲ့ကြီးကဘိုကျုံမိုင်ထရီချူပရာချီကပြောပါရယ်ပြည်ခဲ့တဲ့တင်ပတ်ကုံကဆာလို့အာနာသိန်းစစ်တပ်ဟာအင်အားလုံးရင်တောင်းပြုပြီးမြောက်ရီမြို့နယ်တဲကမဲလက်ပံကျဲရစီချစ်တပ်ဖို့ကြိုးစားနေလို့ထိုင်းမီဒီယာတွေကဖော်ပြတယ်အဲဒီဟာထိုင်းရဲ့မက်ကိုကင်းကျဲရနဲ့တောင်းပြစ်ချပြီးတည်ရှိတယ် မြန်မာဘက်ကတိုက်ပွဲတွေကြောင့်မေကိုကင်းရွာတွေကိုလက်နက်ကြီးစားနာရေးကြီးစံနေကြောက်ခဲ့ပြီးအိမ်ချောင်းလုံးမှာပြန်စစ်ဖြစ်ခဲ့ပေမဲ့ထိခိုက်သေးခြင်းမှုတော့မရှိခဲ့ဘူး။ထိုင်းအာနာပိုင်နီယာလုံးကျောင်းရေးစစ်မချလာကြောင်းနယ်စပ်နဲ့မီတာရာကနန်းလောက်အကွာမှာရှိမေကိုကင်းရွာကြောင့်ကိုဒီစင်မှာတည်နေကစားပြီးအချိန်အကန့်အသတ်မရှိပိတ်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။မြန်မာဘက်မှာတိုက်ပွဲတွေပြင်းထန်နေကြပလိပခအထိုင်းနယ်ဘက်ကိုကူးဆက်မလာစေဖို့အတွက်ထိုင်းစစ်တပ်ကနယ်စပ်တက်လျှောက်လုံးကျောင်းရေးတင်ကျပ်ထားတယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးစစ်တပ်နဲ့မပူးပေါင်း မဆောင်ရနိုင်ရင်ဆွေရတဲ့တက်လာပြီးနောက်နေ့ပြောကြမယ်လို့ဂျန်ဖုတ်ပါတီဥက္ကဋ္ဌခင်ကပြောဂျန်ဖက်စတန်နဲ့မပူပေါင်းမဆောင်ရနိုင်ရင်အဆွေရတဲ့တက်လာပြီးနောက်နေ့ပြောကြမယ်ဖြစ်ကြောင်းဂျန်ဖုတ်ပါတီဥက္ကဋ္ဌခင်ကပြောလိုက်ပါတယ် နိုဝင်ဘာ29ရက်နေ့ပသိမ်မြို့နယ်မှာပြုလုပ်တဲ့စံဖွက်ပါတီရဲ့မဲဆက်စည်းရုံးပွဲမှာစံဖွက်ခေကထုတ်ထုတ်ပြောဆိုလာခြင်းဖြစ်တဲ့ရွေးကောက်ပွဲမှာဆန္ဒမဲပင်ရမှာစစ်တပ်နဲ့အစင်ပြေပါတီကိုယ်တိုင်မဲပင်ရမည်ဖြစ်ကြောင်းစစ်တပ်နဲ့အစင်မပြေတဲ့အစိုးရအသင်းမှာတလာပြီးနောက်တနေ့မှာပြုတ်ကျသွားမည်ဖြစ်ကြောင်းထို့ကြောင့်စစ်တပ်နဲ့အစင်ပြေပါတီကိုဆန်ထားပြီးရွေးချယ်မည်ဖြစ်ကြောင်းစံဖွက်ခေကပြောဆိုရယ်အစိုးရအသင်းကတမတော်နဲ့ကြောချင်းကရင်စင်းကမဆောင်ရနိုင်မှုဆိုရင်တေကြားဒီဆွေကနောက်နေ့ပြုတ်ကျမှာဒါကိုဆန်ထားပြီးရွေးချယ်မယ်တိုင်းပြည်ပြည်လဲထူထောင်ရေးမှာအတိတ်ကြောင့်ရှေ့အဖွဲ့အစည်းမျိုးလူပုတ်ကွန်မြို့ရေးကြည့်ပါတယ် စစ်တပ်ကရွေးကောက်ပွဲလုပ်ရန်အချိန်နီးကလာနဲ့မြတ်စစ်ကောင်းဆောင်မြောင်းလိုင်ကလည်းရွေးကောက်ပွဲမှာစစ်တပ်နဲ့တဟဆာတာဖြစ်စားလက်တွဲဆောင်ရွက်နိုင်သူကိုသာမဲပင်းရွေးချယ်ရဒီဇင်ဘာတရနေ့ပြည်ဦးလှယ်ရှိဝန်ထမ်းတွေနဲ့တွေ့ဆုံစဉ်တရားဝင်ပပေါ်တင်နေဖိအားပေးပြောဆိုလာခဲ့ပါတယ်။ဆန္ဒမဲပင်းမှာတိုင်းပြည်နဲ့ဒေသကျူကိုဆောင်ရွက်နိုင်သူတို့တောင်ရေးသုံးပါကိုလိုက်နံဆောင်ထိန်နိုင်သူစစ်တပ်ကနိုင်ငံတော်တည်ရှိနေတဲ့အသိရှိမဲ့အခိုင်အမာဆုံးသောအဖွဲ့အစည်းဖြစ်တဲ့ဖြင့်စစ်တပ်နဲ့တဟဆာတာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူတွေကိုရွေးချယ်ပြီးဆန္ဒမဲပင်းရဲ့လွယ်ကြောင်းမြောက်လိုင်းကပြောပါတယ်။ ဆလပီစင်ကူးမြတ်နဲ့ညောင်ဝင်းရောက်ကိုစစ်တပ်ကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်မှုပြည်သူတောင်းတဲ့ဆော်မီကလေးငတဲ့ဥပောင်းဝင်လေဦးထိကိုက်တန်ရရမန္လေးတိုင်းစင်ကုံမြို့နယ်ညောင်ဝင်းရောက်ကိုဂျက်ဖက်စစ်တပ်ကလင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းရောက်ပြည်သူတောင်းတဲ့ဆော်မီကလေးငတဲ့ဥပောင်းဝင်လေဦးထိကိုက်တန်ရရှိခဲ့ကြောင်းစင်ကူးမြို့နယ်ပကဖ တရင်တောင်ကန်ကိုတမနီကပြောတယ်ဒီဇင်မာနေရနေမှာစင်ကိုမြို့နယ်ညာဝင်းကျန်းကိုဂျမ်ပတ်စစ်တပ်တရောင်းလေတပ်ကတက်လာတဲ့ဂျမ်ဖိုက်တာတစီကလည်းကြောက်တိုက်ခိုက်ဖို့တကြိမ်ပြုလုပ်ခဲ့ပါတယ်ဂျမ်ပတ်စစ်တပ်လေကြောက်တိုက်ခိုက်ဖို့တွေ35နှစ်အမျိုးသားတောက်တဲ့ဆောင်မီ10နှစ်ရွယ်ကလေးတက်ဥပောင်းဝင်ပြည်သူလေးဦးတိကိုက်တဲ့အရှိကနေနှလုံးလည်းပျက်စီးခဲ့ပါတယ်ကလာတူနိုဝင်ဘာလ29ရက်နေ့ကလည်းစင်ကွန်းမြို့နယ်မှာစစ်ပဲရှံပြည်သူနေထိုင်တဲ့ဝိုင်းရုံကုန်းကြီးအဖို့ကြီးကြပေးလက်ကြီးအားရှောက်ပင်ရိုးရနဲ့ပြင်းပြင်းရတဲ့ကိုဂျက်ဖက်စစ်တပ်ကလင်းနဲ့ပုံစံတိုက်ခိုက်ခြင်းကြောင့်ပြည်သူခုနှောက်ဒေဆောင်ခဲ့ကြောင်း ထို့ပြင်နိုဝင်ဘာ9ရက်စနေနေ့ကလည်းဂျက်ဖတ်စစ်တပ်ကစစ်ဘေးရှောင်ပြည်တွင်နေထိုင်တဲ့စင်ကုန်းမြို့နယ်မာလေးယာစာတင်ကျောင်းနဲ့ရွှေပြည်ကျောင်းစာတင်ကျောင်းကိုလင်းနဲ့ပုံစံတိုက်ခိုက်ခြင်းကြောင့်ပြည်သူကိုအသိဆုံးပြီးများပြားထိခိုက်တယ်ရရှိခဲ့ကြောင်းသိရပါတယ်။ဇလက်ပြည်ကြောက်ဖြူတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အပြုတ်တိလာပြီးရန်ကုန်မှစစ်ကူ9ကိုရေးကြောင်းမှထမံပူဆောင်ရခိုင်ပြည်နယ်ကြောက်ဖြူတိုက်ပွဲတွေကိုစစ်ကောင်စီကစစ်ကူပွဲရတဲ့တန်ရင်ကျုပ်ကစစ်ကောင်စီတပ်ဖွဲ့တွေကိုရန်ကုန်မှနေပြီးရေးကြောင်းနဲ့ပို့ဆောင်လိုက်ကြောင်းသိရပါတယ်။စစ်ကောင်စီကတမဆက်တိနေပြပါမူး။ နဘာဟာတေတောင်လောင်ဒုရယဘုံမူကြီးမျိုးမင်းတန်ဦးစီးရခမ230နှစ်ခမ233ခမ239ရမခမ်းမန်းရန်ငါရခန့်ကိုကြောက်ဖြူကိုပို့ဆောင်နေကြောင်းစီတန်ဘုံကြီးစင်ရထံကနေသိရတယ်။ကြောက်ဖြူတိုက်ပွဲမှာပြည်ခဲ့နယ်မှာ၁၄ရက်နေ့ခရက်ကတိုင်ချောင်းမင်းပြည်ဆောက်ရဲကျေးရရင်မှာနှစ်ဖက်အပြန်လဲတိုက်ခိုက်မှုတွေရှိခဲ့တယ်။တညောင်းရင်ရဲတဲ့ဌာနချုပ်နီလန်ခွဲဘက်မှာလည်းပြည်ခဲ့နယ်မှာ၂၄ရက်နေ့ကအင်းနဲ့စစ်ကော်မရှင်ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ခဲ့ပါတယ်။ စစ်ကောင်မရှင်ကပြန်လည်ထိန်းချုပ်လိုက်တဲ့တိုင်းချောင်ရကိုပြည်ခဲ့နိုဝင်ဘာ28ရက်မှာအင်းကပြန်လည်စီနေတိုက်ခိုက်မှုပြုလုပ်ထားနိုင်ခဲ့ကြောင်းဒေသတွင်သတင်းပစ်တေထံကနေသိရတယ်။ဒီဇင်ဘာတရနေ့မှာတော့မင်းပြင်ရှိစီရေရအချက်ချာကြတဲ့နေရာအချို့နဲ့တိုင်းချောင်ရကိုအင်းကစုံမှုမှုပြန်လည်ရယူထားလို့လည်းသိရှိရပါရဲ့ရှင်။နောက်ဆက်အဖေးချိုင်းအတွက်အထူးဝင်ကျေးဇူးတင်ရှိပါရဲ့ရှင်။